အားလုံးပဲမင်္ဂလာပါခင်ဗျာ HP Movie Rica Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့အိန္ဒိယရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်တယ် RRR 2022ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇလန်လေးရဲ့အစား1920ခုနှစ်ဒီရက်လက်အောက်ကိုအိန္ဒိယနိုင်ငံကြရောက်နေချိန်အခါတုန်းကမြို့သားမင်းစကော့နဲ့သူရဲ့ဇနီးဖြစ်သူကက်သရိန်းတို့ဟာအိုင်လာဘက်တောအုံတွေမှာ အမဲလိုက်ဖို့တွားခဲ့ကြပြီးတော့မာလီဆိုတဲ့ခလေးလေးတယောက်နဲ့ဆုံခဲ့ကြပါတယ်မာလီဟာအရွယ်နဲ့မလိုက်အောင်တချင်းဆူကောင်းသလိုစီးပကြီးလည်းဆွတ်တက်တာကြောင့်ကက်သရင်းကအယံကိုမှသဘောကျသွားခဲ့ပါတယ်အဲဒီအချိန်မှာမြို့သားမင်းစကော့ကအမဲလိုက်ရကနေပြန်ရောက်လာတဲ့အခါမှာသူမရဲ့လက်မှာဆွဲထားတဲ့ပကြီးကိုပြလိုက်ပြီးတော့ကလေးမလေးကိုတခါတည်းခေါ်သွားဖို့မြို့သားမင်းကိုတောင်းဆိုလိုက်တဲ့အခါမှာတော့သူတို့ရဲ့နောက်လိုက်ဖြစ်တယ် အက်ဒရက်ကိုအချက်ပြလိုက်ပါတယ်။နောက်လိုက်အက်ဒရက်လေငွေသားတချို့ကိုပြစ်ချပေးခဲ့ပါတယ်။မာလီရဲ့မိဘတွေကသူရဲ့သမီးလေးတချင်းဆူကောင်းလို့ရကြောင်းစုချရဲလို့ထင်ခဲ့ပြီးတော့လက်အုပ်ချီကကျေးဇူးတင်စကားတွေပြောနေခဲ့ပေမယ့်သူတို့ထင်ထားသလိုမဟုတ်ပဲနဲ့ကက်သရင်းကသူနဲ့တူ မာလီကိုခေါ်ဆောင်သွားတာကိုတွေ့လိုက်ရပါတယ်။မာလီရဲ့မိခင်ဖြစ်သူကနောက်ကနေလိုက်လာကလက်အုပ်ချီပြီးတော့ငိုကြီးချင်ပါနဲ့တောင်းပန်ခဲ့ပေမယ့်မရတာကြောင့် မာလီရဲ့အမေဖြစ်သူကကာရှိဘင်းကိုဖက်ကငိုယိုတောင်းပန်ခဲ့ပါတယ်။မာလီရဲ့အမေတောင်းပန်တာကို တွေ့သွားတယ်။ဗြိတိရှားစစ်ဗိုလ်တရားကတနတ်နဲ့ပြစ်ဖို့လုပ်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာစကော့ကကားဖို့ကနေဆင်းလာခဲ့ပြီးတော့တားမြင်ခဲ့ပါတယ်။ဒါမက်စကော့ကစိတ်ကောင်းဝင်ပြီးတော့ဝင်ရောက်တားမြင်ခဲ့တာတော့မဟုတ်ပါဘူး။အကြောင်းရင်းကသူရဲ့ကြည်တော်ဟာဟော်ရီဒေါ်ကြီးတဲ့ကနေလူနုံလူရတွေတွေအသုံးမပြုသင့်ဘူးလို့ပြောလိုက်တာပါ။အဲ့ဒီနောက်မှာတော့စစ်ဗိုလ်က တနတ်ကိုမသုံးတော့ပဲနဲ့ဘေးနက်ကတစ်ပိုင်းကိုကောင်ကမာလီရဲ့မိခင်လူကီကိုအားကုန်ရိုက်ချလိုက်ပါရဲ့အဲ့လိုနဲ့ဒေလီမြို့တော်ကြီးရဲ့စင်ကြီးဘုံရဲဌာနချုပ်တခုကိုအိန္ဒိယပြည်သူပြည်သားတွေဟာအင်အားအလုံးကြီးနဲ့ဝိုင်းဝန်းထားခဲ့ကြပြီးတော့ဖန်ထားတဲ့ပြည်သူကောင်းဆောင်လာလာဂျက်စပရေးကိုလူပိဖို့ဆန္ဒပြတောင်းဆိုနေခဲ့ကြပါရဲ့အဲ့ဒီခါမှာရဲမိုးကြီးကအထက်ကိုဆက်သွယ်ပြီးတော့တောင်းဆိုခဲ့ပါရဲ့ဒါပေမဲ့နောက်ကျနေခဲ့ပါပြီ မြားပြလာတဲ့လူလူကြီးကခြံစည်းကိုတွန်းဖြူနေပြီးတော့အဆောင်ရဲတွေကလည်းပြိုလဲနေကြပါပဲ။အဲ့ဒီထဲမှာမကြောက်မရွံ့စိုက်ကြည့်နေသူရဲတယောက်ရှိနေခဲ့ပါတယ်။သူကတော့ run ပဲဖြစ်ပါတယ်။အဲ့ဒီချိန်လူလူတွေကနေပြေးလိုက်တဲ့ဂဲသလုံးကမြို့သားရဲ့ဓက်ပုံကိုထိမှန်ပြီးတော့ပြုတ်ကျသွားခဲ့ပါတယ်။အရာကိုမြင်လိုက်ရတဲ့ရဲမှူးကြီးကဂဲနဲ့ပြစ်တဲ့သူကိုမိအောင်ဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာတော့ run ကလူလူကြီးတဲ့ကိုခုံဆင်းသွားခဲ့ပါတယ်။လူလူရဲ့ တိုက်ခိုက်တားဆီးနေတဲ့ကြားကနေဂဲပြစ်သမားကိုရအောင်ဖမ်းဖို့ကြိုးစားနေခဲ့ပါတယ်။ရန်အားမကြခင်မှာလူအုပ်ကြီးတွေကလည်းယုံထွက်လာပြီးတော့ရန်ကိုတွေ့လိုက်ရတဲ့ဂဲပြစ်သမားကလွတ်အောင်ထွက်ပြေးဖို့လုပ်ခဲ့ပါတယ်။မကြခင်မှာဂဲပြစ်သမားကိုဖမ်းခေါ်လာပြီးတော့ရမူကြီးရှစ်မောက်ကိုခေါ်လာခဲ့ပါတယ်။လူအုပ်ကြီးရဲ့တိုက်ခိုက်မှုကြားကနေရဲစွမ်းသတ္တိအပြင်ဒဏ်ရာဘလဘွားနဲ့ဂဲပြစ်သမားကိုဖမ်းခဲ့တဲ့ရန်ကသူ့နေရာမှာတတိဆွဲကနေမြန်တိုင်းရပ်နေခဲ့ပါတယ်။ ရိုင်းရဲ့ရွယ်စံသတိတွေကြောင့်အထက်အရာရှိတွေကအံ့ဩနေကြပြီးတော့ပြည်သူတွေကလည်းတန်ရာကိုစီနဲ့လူစုခွဲကပြန်သွားခဲ့ကြပါတယ်။ဘရန်ကချိုးချိုထက်မြက်ရက်စက်တဲ့ရဲတယောက်ဖြစ်ခဲ့ပေမယ့်နေ့စဉ်ရာလူတို့အခမ်းအနားမှာ သူ့ရဲ့နာမည်ကတခါမှမပါခဲ့ပါဘူး။ပုံမှန်နေ့စဉ်ရာလူတောင်ရောက်တိုးပွဲကျင်းပလိမ့်ရှိပြီးတော့ဘရန်ကရာလူတို့ရဲ့အထက်မှာမပါဝင်ရချင်းအကြောင်းကသူကအိန္ဒိယလူမျိုးတယောက်ဖြစ်နေခဲ့လို့ဖြစ်ပါတယ်။တည့်ရက်မှာတော့ အင်းဒီယာရှိတူကမြို့သားရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကနေတစဉ်သူတို့မတရားဖမ်းဆီးခေါ်ဆောင်လာတယ်မာလီဆိုတဲ့တိုင်းသားကလေးကိုပြန်ပေးလိုက်ဖို့နဲ့အဲ့ဒီမျိုးနွယ်စုဟာငင်းကျဲစွာနေကြပြီးတော့သူမျိုးနွယ်စုကိုအရန်ချစ်တတ်တာကြောင့်ပြန်မပေးခင်ရေဆိုးမြေဆိုးထိလိုက်ပြီးတော့ရဲဆက်တဲ့တုတ်ပြန်မှုတွေကိုခံစားရလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်တဖက်ကအတိုင်ပင်ခံပုဂ္ဂိုလ်ကတော်ရိတ်ကမျိုးနွယ်စုတည်တည်လေးကသူတို့ရဲ့နေမဝင်အင်ပါယာကြီးကိုဘာလုပ်နိုင်မှာလဲလို့ပြောတာ မာလီကိုပြန်ပို့ပေးဖို့ငင်းဆန်ခဲ့ပါတယ်။တယ်လီမျိုးအပြင်ပဲကျော်ရက်ကတနေရမှာတော့ဗန်ဒါလို့ခေါ်တဲ့လူတရားသူ့ရဲ့ခန္ဓာကိုယ်ဘောကိုသွေးတွေလောင်းချနေခဲ့ကကြာစုတကောင်ကိုထောင်ချောက်ဆင်ပြီးတော့ညားခေါ်လိုက်ပါတယ်။သူ့များခေါ်လိုက်တဲ့ကြာစုဟာအင်အားကြီးလွန်လာကြအောင်ထောင်ချောက်ကပြုတ်ထွက်သွားခဲ့ပြီးတော့ဗန်ဒါကြာစုကြီးနဲ့ရင်ဆိုင်တိုက်ခတ်ရပါတယ်။သူတို့လည်းအချိန်နဲ့ငယ်တိုက်ခတ်ပြီးတဲ့အချိန်မှာတော့ဗန်ဒါရဲ့မိစည်းချင်တဲ့ ကြားစုကြီးလဲကျသွားခဲ့ပါတယ်။ဘာနဲ့ကအဲ့ဒီကြားကိုမတတ်ခဲ့ဘဲနဲ့တနည်းအားမှာအသုံးချဖို့ဖမ်းခဲ့တာဖြစ်ပါတယ်။ဘန်နာတို့အဖွဲ့ဟာမာလီကိုလိုက်ရှာနေခဲ့ကြတာဖြစ်ပြီးတော့ဂျီလီကိုရောက်လာတာ6လလောက်ကြာနေခဲ့ပြီဖြစ်ပေမဲ့မာလီရဲ့အဆန္ဒကိုသူတို့ရှာမတွေ့ခဲ့ကြပါဘူး။ဘန်နာကမြို့တွင်စိုက်ကယ်ပြင်သံတစ်ခုမှအလုပ်ဝင်လို့နေသူကဘသူမှမရိပ်မိအောင်အားနေသူတယောက်အနေနဲ့အနှိမ့်ဆက်ခံပြီးတော့နေနေခဲ့ပါတယ်။အဲ့လိုနဲ့ဘရေဆာရှစ်ဘူဟာ အမျိုးသမီးတစ်ယောက်နဲ့ సైకిల్ ဆက်လို့မရတာကြောင့် సైకిల్ လားပြင်ခဲ့ပြီးတော့ဘန်နာလေးစစ်ဆေးကြည့်တဲ့အခါမှာတော့ సైకిల్ ကဘာမှမဖြစ်ပဲနဲ့ဘယ်ဖရီဂျိုးမတက်မိတာကြောင့်ဆက်လို့မရဖြစ်နေတဲ့အကြောင်းပြောကပြောင်းတက်ပြီးတော့နိုးပြခဲ့ပါတယ်စစ်ဖို့နဲ့ပွားလာတဲ့အမျိုးသမီးကရေခဲ့ကြကြောင့်စစ်ဖို့လည်းရှက်ရမ်းရမ်းပြီးတော့ဘန်နာကိုထိုးချစ်ရိုက်နေခဲ့ပါတယ်ဘန်နာကဘာမှပြန်မလုပ်ဘဲတောင်းပန်ခဲ့ပါတယ်တည့်ရမှာတော့တော်ရီမျိုးနွယ်စုတွေကဒေလီမျိုးနွယ်ကိုရောက်ရှိနေတဲ့တိုင်းကို တတိယအဖွဲ့ကရရှိသွားခဲ့ပြီးတော့မြို့သားမင်းကြီးစကော့ကိုလက်တုပ်မပြတ်နိုင်ဘူးသူတို့တွေတိုင်ပင်နေခဲ့ကြပါတယ်အဲ့ဒီမျိုးနယ်စုတွေကဒေါရင်းကနေလာကြသူတွေဖြစ်တဲ့တွေသူတို့ကိုဖမ်းဖို့ဘာအချက်လည်းမရှိတာကြောင့်အလွန်စဉ်းစားရခဲ့နေကြပါတယ်အဲ့ဒီအချိန်မှာကက်သရင်းကဒေါရင်းမျိုးနယ်စုကိုဖမ်းနေတဲ့သူဘသူ့ကိုမဆိုယာရုတိုးပေးမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာရန်စီကနေအဲ့ဒီမျိုးနယ်စုတွေကိုအသေးဖမ်းမရမှာလားအရှင်ဖမ်းမရမှာလားလို့ မေးလိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်။ဒီလိုလုပ်မျိုးကိုလုပ်ဖို့ပြောလိုက်တဲ့သူကဘယ်များလဲလို့အရာရှိတွေကကြည့်နေကြမှာ။ဘရန်ရဲ့အထက်အရာရှိက အခုလိုအလုပ်မျိုးကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်မဲ့သူရှိရင်အဲ့ဒီလူကဘရန်ပဲလို့ကက်သရင်းကိုပြောလိုက်ပါတယ်။ကက်သရင်းကအသေးရရင်စုချမယ်။အရှင်ရရင်တော့ယာရုတိုးပေးမယ်လို့ပြောလိုက်ပါတယ်။ဘရန်တယောက်အဲ့ဒီနေ့ကစပြီးတော့တော်ရင်မျိုးနယ်စုတွေကိုရှာဖို့သူ့ရဲ့အစီအစဉ်ကိုစပါတယ်။ဘရန်ရဲ့အချက်ကတော့သူကမြူတာကြီးစကော့ကိုစန့်ကျင်တဲ့သူအနေနဲ့ ဟန်ဆောင်ပြမှာဖြစ်ပြီးတော့သူအဲ့လိုလုပ်ချင်းအားဖြင့်မျိုးသားကြီးစကုတ်ကိုမုံတီးသူတွေဟာသူ့စီကိုရောက်လာမှာဖြစ်ပြီးတော့အဲ့ဒီသူတွေထဲမှာတော်ရင်မျိုးနွယ်စုတွေလည်းတေချာပေါက်ပါဝင်လာမယ်လို့သူကယုံကြည်ထားတာဖြစ်ပါတယ်။တစ်ဖက်မှာတော့ဗန်နာဒီလီတမျိုးလုံးမှာမာလီကိုရှာမတွေ့တာကြောင့်မျိုးသားကြီးရဲ့စိုင်းတော်အတွင်းကိုဝင်ရောက်စုံစမ်းစီဖို့သူ့ရဲ့လူတစ်ယောက်ကိုလွတ်လိုက်ပါတယ်။အဲ့ဒီခါမှာအဆောင်ကအထောက်ထားတစ်ခု တောင်းလာကြောင်းသူ့မှာဘာအထောက်ထားမှမရှိတဲ့တွင်ပြဿနာစတက်ပါတယ်။အထောက်ထား မယူလာခဲ့မိတဲ့အကြောင်းကိုပြောလိုက်တဲ့အခါမှာတော့အဆောင်ကသူ့ကိုရိုက်နေနေချင်းပါအထက်တန်းစားမျက်နှာဖြူမိန်းကလေးတစ်ယောက်ကဝင်ရောက်ကကြားခဲ့ပြီးတော့အဆောင်စစ်သားကိုလည်းစူပူပြောဆိုခဲ့ပါတယ်အဲဒီအခါမှာတဏျာကလည်းစောင့်ကြည့်နေတယ်ဗန်နာကတနာကျင်တာတဲ့အဲ့ဒီအမျိုးသမီးနဲ့ယင်းနီမှုရောက်အောင်စူးစမ်းဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကတော့မြူသားဂျစ်စကော့ရဲ့ဒူမဖြစ်ပြီးတော့ဒူမရဲ့နာမည်ကဂျေးနီဖြစ်ပါတယ်တစ်ဖက်မှာတော့ရန်ကသူ့အစီအစဉ်တိုင်းတော်လိုင်းသမိုင်းနဲ့ဆက်သွယ်ခဲ့ပြီးတော့ တနေ့မှသူကမြို့သားကြီးကိုသူကိုယ်တိုင်တပ်ပြမယ်လို့တော်လိုင်းသမားတွေရဲ့ကြားမှာကြွေးကြော်ပြပါတယ်။ရမ်ပြောနေတဲ့စကားကိုဘသူမှအလေးမထားခင်ရပါဘူး။ဘာကြောင့်လဲဆိုတော့မြို့သားကြီးစကော့ကိုတပ်ဖို့ဆိုတာမလွယ်ကူတဲ့အလုပ်ဖြစ်နေလို့ပါ။အဲ့ဒီချိန်လက်ချီလို့အမိရတဲ့လူတွေကမြို့သားကြီးစကော့ကိုတကယ်တပ်လို့ရလားလို့စိတ်ဝင်စားနဲ့လာရောက်မေးမြန်းခဲ့ပါတယ်။လက်ချီကတော့တော်ရင်မျိုးနွယ်စုတွေကဖြစ်ပြီးရန်စီစဉ်ထားတဲ့အကွက်ထဲကိုရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။အဲ့နောက်လက်ချီဟာ ူရဲ့အဖို့နဲ့တွေ့ဖို့ခေါ်သွားတဲ့အခါမှာတော့တဏျာကိုရောက်တဲ့အခါမှာရန်ကရဲရရှိတယောက်ဖြစ်နေတာကိုသိသွားခဲ့ပြီးတော့အမြန်ထွက်ပြေးသွားခဲ့ပါတယ်။ရန်ကအလွတ်မပြေးဘဲနဲ့လိုက်လံဖမ်းခဲ့ပေမဲ့မြို့နယ်သူလက်ချီကတော့လူအုပ်ကြီးတဲ့ကိုတိုးဝင်ပြောက်ွယ်သွားခဲ့ပါတယ်။လက်ချီဟာဗန္နာစီကိုရောက်လာတဲ့အခါမှာတော့သူ့ကိုရဲတူကလက်စားပြီးတော့သူတို့ရဲ့အဖွဲ့ကိုချီရခဏလေးအကြောင်းကိုပြောပြလိုက်ပါတယ်။အဲဒီအခါမှာရဲတွေသိသွားတဲ့လက်ချီကိုဗန္နာကတခြားတနေရာမှာသွားရောက်ရှောင်ခိုင်းလိုက်ပါတယ်။ လောင်စာတီတင်းဆောင်လာတဲ့ယထာတရားတစ်ခုပေါ်မှာပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့တရားအောက်ကလေတစ်ခုမှာခလင်းရင်ငယ်တယောက်ရှိနေခဲ့ပါတယ်။အလိုပောက်ကွဲပြီးတော့မိလောင်ကျွမ်းနေတဲ့ကြားကိုမြေသူတူတယောက်မှဝင်းမကင်ရဲကြပါအောင်အဲ့ဒီအချိန်မှာဗန်းတာနဲ့ရန်ကတယောက်ကိုတယောက်ချက်ပြပြီးတော့ခလေးကိုကဲဖို့ပြိုင်နေပြေးသွားခဲ့ကြပါတယ်။သူတို့တွေကကြိုးတစ်ခုတည်းကိုတယောက်တစ်ဖက်ကင်ပြီးတော့တရားအောက်ထဲကိုခုံချသွားခဲ့ပါတယ်။ဗန်းတာကခလေးလက်ကိုဆွဲပြီးတော့တစ်ဖက်က ခုံစစ်လာတဲ့ run ကိုပြစ်ပေးလိုက်ပါတယ်။ run ကလည်းခလေးကိုဖမ်းပြီးတော့သူ့လက်ထဲမှာရေဆွထားတဲ့အလံကိုပြစ်ပေးလိုက်ပါတယ်။သူတို့နေရာခလေးငယ်ကိုကယ်တင်လိုက်နိုင်ခဲ့ပြီးတော့အိမ်နောက်မှာတော့ခင်မီရင်းနှီးသွားခဲ့ကြပါတယ်။အချိန်တွေကြာလာတဲ့အများအချစ်ဆုံးတဲ့ငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်။ဒီလိုနဲ့တယောက်ကြောင့်တယောက်မသိကြဘဲနဲ့ခင်မီလာခဲ့ပြီးတော့ဗန်နာမာလီကိုလိုက်ရှာနေချိန်မှာပဲ run ကလက်ချူရဲ့ပုံစံလိုဆားရွက်ရင်သူ့တောင်ကိုသူထမ်းဆောင်နေခဲ့ပါတယ်။တည့်ရက်မှာဗန်နာက run ကို ဆိုင်ကင်းနဲ့လိုက်ပို့နေချိန်မှာ run လိုက်ရနေတဲ့ပုံကိုတောင်းကြည့်ခဲ့ပါတယ်။ run ကသူ့ဆာရွက်လေးကိုတဖြည်းဖြည်းချင်းဖွင့်ပြနေတဲ့အချိန်မှာလေးတိုက်ပြီးတော့အဲ့ဒီဆာရွက်ဟာလွင့်သွားခဲ့ပါတယ်။အဲ့ချိန်မှာဘယ်တကဂျင်းနီကိုမြင်ပြီးတော့ကြည့်နေခဲ့ပါတယ်။ဘာတိုင်းရဲ့အကြည့်တွေကဂျင်းနီကိုစိတ်ဝင်စားနေကြအောင်သိလိုက်တဲ့ run ကဂျင်းနီကားလေရလမ်းမှာတန်ရွေကျဲထားလိုက်ပါတယ်။ကားပင်းပေါက်သွားတဲ့အခါမှာဂျင်းနီကသူ့ရဲ့နားကိုလာပြီးတော့အကူအညီတောင်းနေခဲ့ပါတယ်။ဘာနာကအဲ့ဒီနားမှာကားပင်းဖာတတဲ့နေရာရှိပြီးတော့ ခဏပဲကြာတယ်လို့ပြောတာ run ကိုလိုက်ဖို့ခိုင်းလို့ရတဲ့အကြောင်းကိုပြောလိုက်ပါတယ်ဒါပေမဲ့မျက်နှာဖြူမလေးဂျင်းနီကတော့ဘာနာပြောတယ်ဟိန်ဒူဘာသာစကားကိုနားမလည်ဖြစ်ခဲ့ရပါတယ်ကြားတဲ့ကနေအင်္ဂလိပ်စကားတတ်တဲ့ run ကကားဖိန်ဖိုင်အချင်းကြာကြီးကြာနိုင်ပြီးတော့ဘာနာရဲ့စကင်နဲ့လိုက်ဖို့လို့ရကြအောင်ပြောလိုက်ပါတယ်အိနာဝါဘန်နာလေသူမကို လိုက်ဖို့ပြီးတော့လန်ကူလာတနေရာမှာခဏရခိုင်ကဈေးဆင်းဝယ်ခဲ့ပါတယ်ဘန်နာကတော့သူ့ကိုမျိုးသားကြီးရဲ့စိုင်းတော်လေးကိုခေါ်သွားဖို့လက်ဟန်ချီရံနဲ့ပြောနေခဲ့ပြီးမြေ ဂျင်းနီကတော့နားမလည်ဖြစ်ခဲ့ပါတယ်။ဆိုင်နေဆိုင်မှာဂျင်းနီကမင်းကလေးအဝတ်ထည်ကိုဝိန်နေမာလီအတွက်လို့ပြောလာတဲ့အခါမှာတော့ဗန်နာလေးလက်ကောက်ဆိုင်ကိုသွားကမာလီတွေလက်ကောက်ကိုကိုယ်တိုင်အမြန်လှုပ်ပြီးတော့ဂျင်းနီကိုပြေးလိုက်တဲ့အခါမှာတော့ကလေးငယ်အရွယ်ကိုလက်ကောက်ကိုတွေ့လိုက်ရတဲ့ဂျင်းနီကမာလီတွေဆိုတာတက်အပ်သေးလျာပြီးတော့စိတ်ကောင်းရှိတဲ့ဗန်နာကိုသူ့ရဲ့ပါတီဘဲကိုတက်ရောက်ဖို့အတွက်ဖိတ်စာတစ်စောင်ကိုပေးခဲ့ပါတယ်။ဂျင်းနီလည်းပြန်ရောက်လာခဲ့ပြီးတော့သူဝယ်လာတဲ့အဝတ်အစားတွေကိုမာလီကိုပေးခဲ့ပေးမိတယ်။ မာလီကတော့မပြောရှင်ခဲ့ပါဘူး။ဂျင်းနီလည်းဘာနာကိုလည်းလှုပ်ပေးခဲ့တဲ့လက်ကောက်လေးကိုပေးလိုက်တဲ့အခါမှာတော့ဝမ်းသာအရာဂျင်းနီကိုဖက်လိုက်ပါတယ်။တစ်ဖက်မှာလည်းဒရန်ကအင်ကိုပြန်ရလာတဲ့ဘန်နာကိုဂျင်းနီနဲ့အစဉ်ပြေးကြလားလို့မေးခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ဘန်နာကသူ့စကားကိုနားမလည်တဲ့ဂျင်းနီကိုဘာမှမပြောခဲ့တာကြောင့်ပြန်မပြောတာဖြစ်နေခဲ့ပါတယ်။ဘန်နာလည်းလက်ထက်ကဂျင်းနီပေးခဲ့တဲ့ဖိတ်စာကိုပြတာပါ။ဒရန်ကဘန်နာကိုတရရစာဝတ်စားစင်ပေးခဲ့ပြီးတော့ဂျင်းနီရဲ့ ပေါ်ဒီဝဲကိုခေါ်သွားခဲ့ပါတယ်။ပေါ်ဒီဝဲကိုရောက်လာတဲ့အခါမှာတော့ဘန်နာကိုမြင်သွားတဲ့ဂျင်းနီကအပြေးလေးလာကြူခဲ့ပါတယ်။အဲ့လိုနဲ့ဘန်နာနဲ့ဂျင်းနီတို့လည်းတွဲကနေချိန်မှာမင်းတို့ဖြူတွေရောက်ကတွေ့သွားခဲ့ကမနာလုံစိတ်နဲ့ခြေထူးခံရတဲ့ကြောင့်ဘန်နာမောက်ရဲ့လဲကျသွားခဲ့ပါတယ်။မင်းတို့ဖြူကလဲကျသွားတဲ့ဘန်နာကိုလောင်ပြောင်ပြောဆုံနေတဲ့အချိန်မှာရန်စီကလည်းဒရန်ဒီလုံးတန်ကိုကြားလာတဲ့နောက်ရန်နဲ့ဘန်နာတို့တငယ်ချင်းတွေကသူတို့နိုင်ငံအကကိုမြူးကျွတ်သွား ကခုံပြလိုက်တဲ့အခါမှာတော့အားလုံးကတခဲနဲ့အားပေးကြပါတယ်။အကလုံသွားတာကြောင့်အရန်ချစ်တဲ့သူတငယ်ချင်းဘန်နာကိုရန်ကကြောဖို့ကပြန်ခေါ်လာခဲ့ပါတယ်။အဲ့လိုနဲ့သူတို့နောက်ကိုဂျင်းနီကကားနဲ့လိုက်လာခဲ့ပြီးတော့ဘန်နာကိုခေါ်ဆောင်သွားဖို့ပြောပြီးတော့ဂျင်းနီကဘန်နာကို"သူမနဲ့တူကော်ဖီတောက်ပြီးမှပြန်လို့ရတယ်"လို့ပြောလာကြောင်းအစတည်းကဆိုင်ရင်ထဲကိုဝင်ကျင်နေတဲ့ဘန်နာတွေအဆင်ပြေသွားခဲ့ပါတယ်။အဲ့လိုနဲ့ဂျင်းနီနဲ့ဘန်နာတို့လည်းထွက်သွားချိန်မှာ ကားပြင်ဆိုင်ကနေမှုန့်ပေးလိုက်တဲ့စီးရောင်ကိုကြည့်ပြီးတော့လက်ချူးရဲ့လက်ချောင်းကလည်းအဲ့ဒီစီးရောင်ဆုံးနေခဲ့တာကိုသတိရသွားခဲ့ပါတယ်။တလုံစားတိုင်းလိုက်သွားခဲ့တဲ့အခါမှာတော့လက်ချူးကိုအဲ့ဒီနေရာမှာဖမ်းမိခဲ့ပါတယ်။တစ်ဖက်မှာလည်းဂျင်းနီနဲ့ဗန်နာတို့လည်းစံတော်အိမ်ထဲကိုရောက်ရှိနေခဲ့ပြီးတော့အဆောင်နေများစွာနဲ့ပိတ်ထားတဲ့တကားကြီးကိုကြည့်အောင်မာလီကိုတက်တဆေခေါ်ထုတ်သွားဖို့ဖြစ်နေတဲ့အကြောင်းသူသိသွားခဲ့ပါတယ်။အဲ့လိုနဲ့သူတို့နှစ်ယောက်လည်းအဲ့ခန်းထဲကိုရောက်လာခဲ့ကြပြီးတော့ခဏအကြာမှာ မာလီရဲ့တခြင်းဆိုတဲ့ကိုကြားလိုက်ရပါတယ်။အဲဒီအချိန်မှာဂျင်းနီကအစားအစာတစ်ခုကိုသွားယူနေတဲ့အချိန်တခြင်းတန်ကြောင်ကိုဘန်နာကလိုက်ရှာကြည့်တဲ့အခါမှာတော့မာလီကို တွေ့သွားခဲ့ပါတယ်။ဘန်နာနဲ့မာလီကိုစုံတွေ့သွားခဲ့ပေမဲ့လည်းအခုအချိန်မှာခေါ်ထုတ်လို့မရတာကြောင့်ခလင်းငယ်ကိုတိချပေါင်းလာခေါ်ထုတ်မယ်လို့ပြောကပြန်လာခဲ့ပါတယ်။ဘန်နာပြန်လာတဲ့အခါမှာတော့မာလီကိုရှာတွေ့ခဲ့ပြီးတော့မာလီကတာနိုင်ကြကလောင်အိမ်ထဲမှာတယောက်တည်းငွေနဲ့ကြံနေခဲ့ရတဲ့အကြောင်းကိုဝမ်းနဲ့စွာနဲ့ သူ့ရဲ့အဖွဲ့သားတွေကိုပြောပြနေခဲ့ပါတယ်။တဖက်မှာတော့ရန်ကလက်ချူးကိုဖမ်းခေါ်လာခဲ့ပြီးတော့နေဆက်ကသူ့အဖွဲ့သားတွေနေတဲ့နေရာကိုမေးနေခဲ့ပါတယ်။ခဏအကြာမှာတော့လက်ချူးကသူ့အနားကိုလာတဲ့မွေကိုဖမ်းကရန်ကိုပြစ်ပေါက်လိုက်ပါတယ်။မွေကလည်းရန်ကိုကိုက်လိုက်ပါတယ်။လက်ချူးကအဲ့ဒီမွေက အလုံးအစိမ့်ပြင်းပြီးတော့ဖြည့်စည်းမရှိတာကြောင့်နောက်တနေ့ကျရင်ရန်ကတည်ဆုံးရမယ်လို့ပြောပြလိုက်တဲ့အခါမှာရန်ကသူ့ရဲ့တမျောင်ကိုထုတ်ကလက်ချူးရဲ့လက်မှာတုတ်ထားတယ်။ကျိုးကို ဖြက်ကလွတ်ပေးလိုက်ပါတယ်အလို့လေဘာနာကမာလီကိုကယ်တင်ဖို့တွင်အစီအစဉ်ဆွဲပြီးပြန်လာခြင်းမှာလမ်းမေးတနေရာမှာမွေစိတ်တက်က လက်နေတဲ့ run ကိုတွေ့သွားခဲ့ပါတယ် run ရက်လက်ကိုကန်ကြည့်လိုက်တဲ့အခါမှာတော့ပြင်းထန်တဲ့မွေစိတ်တက်နေတဲ့ကိုသိလိုက်ရပြီးတော့သူတို့မျိုးနွယ်စုကုထုံးအတိုင်းကုသပေးကသူ့ရဲ့လက်ဖွဲ့ချူကို run ရက်ကိုပေါ်မှာဆွဲပေးထားလိုက်ပါတယ် run ကအေးလက်ဖွဲ့ချူကိုလက်ချူးစီမှာတွေ့မြင်ခဲ့ရပြီးတော့ဘာနာကသူ့လိုက်ရှားနေတဲ့လူဆိုတာကိုသိသွားခဲ့ပါတယ်ဘာနာကလည်း သူ့ကိုတက်တော်အကူတော်ပေးခဲ့ပြီးတော့အမန်တရားကိုပြောပြခဲ့ပါတယ်။အမန်တကယ်တော့အခုသူတို့မျိုးနွယ်စုဖြစ်တဲ့မာလီကိုကယ်တင်တဲ့အခါမှာပြန်လာဖို့မကျေနေတာကြောင့်အမန်တိုင်းပြောပြခဲ့တာဖြစ်ပါတယ်။အားလုံးပြောပြပြီးတဲ့နောက်မှာတော့ဘန်နာတရားမာလီကိုကယ်တင်ဖို့တွင်ထွက်သွားခဲ့ပါတယ်။ကျန်နေတဲ့ရန်က သူဖမ်းမဲ့သူကအချစ်ဆုံးတငယ်ချင်းဖြစ်နေတာကိုသိလိုက်ရပြီးတော့ဝမ်းနည်းစွာကြံ့ရင့်ခဲ့ပါတယ်။လော်နယ်ရန်တရားယာရုနဲ့မိတ်ဆွေဘယ်ရာကိုယူရမလဲလို့လွန်ဆွဲနေတဲ့အချိန်မှာ တစ်ဖက်မှာတော့ဘန်နာတို့ရဲ့အဖွဲ့ဟာစံရဲတကားမကြီးကိုကုံကားနဲ့တက်ဖြက်ကဝင်သွားခဲ့ပါတယ်။စံရဲတကားကြီးပွန့်သွားတဲ့အခါမှာတော့ကားထဲမှာပါလာတဲ့တော်ရဲတလင်းဆန်တွေများစွာကိုလုပေးလိုက်ပြီးတော့အခြေအနေတွေကိုရှုပ်ထွေးစေခဲ့ပါတယ်။ဘန်နာလည်းတော်ရဲတလင်းဆန်နဲ့စံရဲတက်သားတွေကိုတိုက်ခိုက်နေခြင်းမှာကက်သရင်းကမာလီကိုခေါ်ဆောင်သွားတာကိုတွေ့လိုက်ရပါတယ်။ဘန်နာလည်းလိုက်သွားဖို့ဟန်ပြင်းတော့မှာရန်ကသူ့ကိုဖမ်းဖို့ရောက်လာခဲ့ပါတယ်။ဘန်နာကလည်းသူကလူစိုးလူရင်ကမဟုတ်တော့လို့ သူတို့ရဲ့မျိုးနွယ်စုဖြစ်တဲ့မာလီကိုလာကယ်ထုတ်တာဖြစ်တဲ့အကြောင်းကိုပြောပြခဲ့ပေမယ့်မရတာကြောင့်တန်းနာနဲ့ရန်တို့လည်းတယောက်နဲ့တယောက်တိုက်ခိုက်ကြပါတယ်။အချင်းအတော်ကြောင့်တိုက်ခိုက်နေကြပြီ။လက်ရည်ကလည်းတူညီနေတာကြောင့်အနိုင်ရှုံးမပေါ်ဖြစ်နေခဲ့ကြပါတယ်။အဲ့လိုတိုက်ခိုက်နေကြားစိုးတကောင်ရန်စီကိုခုတ်အုပ်လိုက်တဲ့အချိန်မှာအရာကိုအခွင့်ကောင်းယူကဘန်နာကစိုင်းတော်ကြီးတက်ကိုဝင်ရောက်သွားခဲ့ပါတယ်။ရန်လည်းကြားစိုးကြီးကိုအပြတ်ရှင်ပြီးတော့ ဘန်နာနောက်ကိုလိုက်လာခဲ့ပါရယ်။သူပေးခဲ့တဲ့လက်ဖွဲ့ကြုံနဲ့ဘန်နာတယောက်အခြေခံလိုက်ရပြီးတော့မြို့သားချင်းစကော့ကလည်းမာလီကိုတနတ်နဲ့ချိန်ထားလိုက်ပါရယ်။နောက်ဆုံးမှာတော့ဘန်နာတယောက်လက်လျှော့ကအဖမ်းခံလိုက်ရပါရယ်။အဲ့နောက်မှာတော့ရန်တယောက်သူ့ရဲ့စွမ်းဆောင်မှုကြောင့်ယာရူးတိုးသွားခဲ့ပါရယ်။ရန်ရဲ့တာဝန်ကတော့လက်နဲ့တိုက်ကိုအုပ်ချုပ်ရသူဖြစ်လာခဲ့ပြီးတော့ဒါကလည်းသူ့ရဲ့နှိရှိလက်များစောင့်ဆိုင်းခဲ့ရတဲ့သူ့ရဲ့အိမ်မက်ပဲဖြစ်ပါရယ်။ အဲ့ဒီမျောလင်းချက်ကိုဗာကြောင့်အချစ်ဆုံးတငယ်ချင်းနဲ့လဲလှယ်ခဲ့ရတယ်ဆိုရင်တော့ဗရန်ကတော်လိုင်းကောင်းဆောင်တူဦးဖြစ်ပြီးတော့သူတို့ရဲ့လက်နဲ့အင်အားအခက်ခဲမှသမျှကို ဖြေရှင်းဖို့အခုလိုပြည်ထောင်လက်အောက်ခံရဲတပ်ဖွဲ့တွေကိုဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။တချိန်တုန်းကဘာဘာလို့အမိရတဲ့အိန္ဒိယလူတူကပြည်ထောင်တပ်သားအဖြစ်ရှိနေခဲ့ခြင်းမှာမြို့သားစကော့ရဲ့အိန္ဒိယလူမျိုးတွေအပေါ်မှာ nature ဆက်ဆက်မှုကိုမခံစားနိုင်တဲ့အစောမှာတော့တနတ်တလင်းနေ ကျေတိတာတလုံးကိုယူကဗြိတိရှတက်တက်ကနေချွတ်ပြေးလာခဲ့ပြီးတော်လိုင်းတက်ဖွဲ့ကိုထူထောင်ခဲ့ပါတယ်။ဘာပါ။ဂျင်အနာရဆုံးမြို့စားကြီးစကော့ပြောလို့ရှိတဲ့စကားတခုကဒီကြည်စံကဗြိတိရှသင်းမောင်းကနေပင်လယ်ခုနှစ်ဆင်းကိုဖျက်ကျော်ပြီးမှရောက်လာတာဖြစ်ပြီးတော့ဒီကြည်စံတောင်ကမင်းတို့အိန္ဒိယနိုင်ငံသားတွေထွက်ပို့ပြီးတော့တံမိုးကြီးတယ်လို့ပြောပြီးတော့သေးတံချထားတဲ့အိန္ဒိယအပြစ်သားကိုတန်တတ်နဲ့မပြစ်ခိုင်းမင်းနဲ့ဆယ်ပေါင်တူကြီးနဲ့ထူတာခိုင်းခဲ့တာကို သူကိုယ်တိုင်မျက်မြင်ကိုယ်တိုင်မြင်ခဲ့ရပါတယ်။ပပရဲ့လက်ကျင့်ပေးမှုအောင်မှာတော်လိုင်းတက်တာတွေကတိုက်ခိုက်ရေးပညာတွေတက်ကြွမ်းလာပြီမေ။သူတို့မှာလက်နဲ့အစ်စ်ကတော့ပပကိုတိုင်ဘရစ်ရှာတက်တဲ့ကယူပြစ်လာတဲ့တက်လက်ပဲရှိပါရည်တည့်ရက်မှာတော့ပပရဲ့သားဖြစ်သူတွေကလစ်ကျင်ရေလုံနေချိန်မှာပခုံးနာတွေကိုကျွရပြီးတော့မေးတဲ့အခါမှာတနအဆင့်ကိုဖခင်မသိအောင်ခိုးယူပြီးတော့စမ်းသပ်ပြစ်ခဲ့ကြောင်းသိရတဲ့အခါမှာတော့ကြည်စံကို အလကားဖြုံးခဲ့တဲ့သားကိုဒေါသတကြီးနဲ့ရိုက်ဖို့ဟန်ပြနေခြင်းမှာစီသားလိုခေါ်တဲ့မိန်းကလေးတယောက်ကဝန်တားခဲ့ပြီးတော့ရန်ရဲ့တနပစ်ချက်ကအရန်ကို ကောင်းလဲလို့ဝန်ပြောခဲ့ပါတယ်။ဖခင်ဖြစ်သူကအဲ့ဒီပစ်မှတ်ကိုလိုက်ကြည့်တဲ့အခါမှာတော့ကြည်စံဟာအဲ့ဒီပစ်မှတ်ရဲ့အလဲတက်တက်ကိုမန်ထားတာကိုတွေ့ရပါတယ်။အဲ့ဒီပစ်မှတ်ကိုဝေးလံတဲ့တောင်ကုန်းတစ်ခုပေါ်ကနေပြစ်ထားတာဖြစ်တဲ့အကြောင်းကိုစီသားကထပ်ပြောပြခဲ့ပါတယ်။အဲ့ဒီအခါမှာဖခင်ဖြစ်သူဘဘကသူ့သားရန်ဟာ တော်လိုင်းရိတ်အတွက်အရေးပါမဲ့သူဆိုတာလက်ခံခဲ့ပါတယ်။အလုံးနဲ့မကြခင်မှာနေချက်တပ်ဖွဲ့ဝင်တွေရောက်လာကြပြီးတော့တော်လိုင်းသမားတွေကိုပြစ်ခတ်ခဲ့ပါတယ်။သူတို့မှာတနတ်တက်လက်ထဲရှိတဲ့ဘဝကကြံလေခုခံခဲ့ပြီးတော့သူ့ရဲ့တော်လိုင်းတက်သားတွေကို ထွက်ပြေးဖို့အချိန်ဆွဲပေးခဲ့ပါတယ်။အဲ့ဒီအချိန်ဖခင်ဖြစ်သူဘဘကြီးကုံလေးရဲ့အချိန်ဘလူပြိုင်နဲ့ကြီးတွေကြားကနေပြီးတော့ရန်ကကြီးတစ်တာကိုဆွဲယူလာခဲ့ပြီးခဲ့တာကြောင့်ပြန်လေခုခံနိုင်ခဲ့ပါတယ်။အလုံးနဲ့မကြခင်မှာ ဖခင်ဖြစ်သူဘဘကြည်ထိမှန်သွားခဲ့တာကြောင့်တနမပြည့်နေတော့ပဲနဲ့ဖခင်စာရန်ကဆက်လက်ပြစ်ခခဲ့ပါရဲ့ရန်ရဲ့ပြစ်ချက်ကလက်ဖြောက်လာကြောင်းနေချက်တက်တွေလည်းခဏနောက်ဆုတ်သွားခဲ့ရပါရဲ့နေချက်တွေဆုတ်ခွာသွားချိန်မှာတော့ဖခင်ဖြစ်သူဘဘလေးဒံရပြင်းထန်လို့လာကြောင်းသူမသိဆုံးခင်သားဖြစ်သူရန်ကိုတော်လိုင်းသမားတိုင်းကိုလက်နဲ့တက်ဆင်ပြဖို့မှကြားနေခြင်းနေချက်မျက်နှာဖြူတွေကထရောက်လာခဲ့ပါရဲ့အဲ့ဒီခါမှာသားဖြစ်သူရန်ရဲ့လက်ထက်မှာ ကြည်တောင်မဲကျန်တော့တာကြောင့်ပပဒီကုလုံးမှာဘုံတွေဆင်းသွားကနေချက်မျက်နှာဖြူတက်တဲ့ကိုပြေးဝင်သွားခဲ့ပါတယ်အဲ့ဒီခါမှာတော့ရန်ကဖခင်ကိုမှတက်ဆင်ထားတဲ့ဘုံကိုကျန်တဲ့ကြည်တောင်နဲ့ပြစ်ကရှင်းလင်းနိုင်ခဲ့ပါတယ်အခုချိန်မှာရန်ကယာရုရခဲ့ပြီဖြစ်တာကြောင့်သူ့ရဲ့ချစ်သူစီသားစီကိုစားတဲ့ဆောင် ရေးကသူတို့ရဲ့အစီအစဉ်တိုင်းတော်လိုင်းတက်တာတိုင်းကိုလက်နဲ့တက်ဆင်ပြီးနေတော့မဲ့အကြောင်းကိုရေးသားထားပါတယ်အဲ့ဒီစာထဲမှာအချစ်ဆုံးတဲ့ငယ်ချင်းဘန်နာကိုစတဲ့ပြီးတော့ ဒီလိုနေရာကိုရက်ခဲ့တာအကြောင်းကိုကြေကွဲစွာနဲ့ရေးသားထားတာကိုတွေ့ခဲ့ရပါတယ်။နောက်တစ်ရက်မှာတော့မြို့သားကြီးစကော့ကအိန္ဒိယပြည်သူတွေရှင်းမှာဘန်ဒါကိုနှိမ့်ဆက်ခိုင်းခဲ့ပါတယ်။အကြောင်းရင်းကဗြိတိရှ်အင်ပါယာကိုတော်လှန်သူမင်းသမီးသူတို့တော်ရလမ်းကိုပို့ကအကြောက်တရားကိုရိုက်သွင်းတာပဲဖြစ်ပါတယ်။ဘန်ဒါကိုရင်းနေတဲ့သူကတော့ရန်ပဲဖြစ်ပါတယ်။ဘန်ဒါကဗြိတိရှ်အစိုးရကိုဒူးမထောက်မချင်းရိုက်နေရမှာဖြစ်ပါတယ်။ဘန်ဒါကတော့ရန်ဘလောက်ရရရဲ့ အန်ချိတ်ခံပြီးတော့လုံးဝဒူးမထောက်ခဲ့တာကြောင့်အဲ့ဒါကိုမြင်တဲ့ကက်သရင်ကတန်ဆူတွေတက်ထားတဲ့ကြာဖို့တချောင်းကိုပြစ်ချပြေးလိုက်ပါတယ်။ဖရန်ကတငယ်ချင်းဖြစ်သူကိုဆက်မရိုက်ချင်တော့တာကြောင့်ဒူးထောက်ဖို့ကိုပြောလိုက်ပါတယ်။ဗန်နာကဒူးမထောက်တဲ့ပြင်တချင်းတစ်ဖက်ကိုဆိုကခေါင်းကိုစက်မော်ထားပါတယ်။လုံးနဲ့အရိုက်ခံရတဲ့ဗန်နာရဲ့ခန္ဓာကိုယ်ထဲကသွေးတွေထွက်နေရကိုကြည့်ပြီးတော့အိန္ဒိယပြည်သူတွေလည်းမျိုးချစ်စိတ်ဓာတ်တွေနိုးထလာခဲ့ကြပါတယ်။နောက်ဆုံးဗန်နာလဲကျသွားတဲ့အခါမှာတော့ ိန္ဒိယပြည်သူတွေအားလုံးကကာယံထားတယ်။တန်ဆူးချိုးတွေကိုကျိုးဝင်လာခဲ့ပြီးတော့အဆောင်တပ်သားများကိုဝင်ရောက်တိုက်ခိုက်ပါတယ်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မြို့သားကြီးစကော့ကြောက်စိတ်တွေဝင်သွားခဲ့ပါတယ်။အဲ့လိုနဲ့မြို့သားကြီးစကော့စီကနေလက်နက်တွေပြောင်းဖို့ရန်စီကိုအမိတ်စာရောက်လာခဲ့ပါတယ်။ဒီအမိတ်စာကတော့တော်လိုင်းတပ်သားတွေစီကိုလက်နက်တွေရောက်နိုင်တဲ့အခွင့်အရေးတစ်ခုဆိုတာရန်ကသဘောပေါက်သွားခဲ့ပါတယ်။လက်နက်ပဲရွှေ့ပြောင်းမဲ့နေရသူ့ကြီးစိုးတငယ်ချင်းဘန်နာကိုကွက်မြဲမဲ့နှစ်ဖြစ်နေခဲ့ပါတယ်။ဒီကံမတော်ရန်က သူ့ရဲ့လက်ရှိရာထူးနေရာကိုပြစ်ပြီးတော့တငယ်ချင်းဖြစ်သူဘာနာကိုကဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူတို့နိုင်ငံလွတ်လပ်ရေးတွေအရေးကြီးတဲ့လက်နက်နဲ့အရေးပါတာနောက်တစ်ခုကအားလုံးရဲ့ရှေ့မှာပြတ်သွားတဲ့ဘန်နာရဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။ရန်နားလည်သွားခဲ့တာကစိတ်ဓာတ်ဆိုတဲ့အရာကြောင့်ပဲဖြစ်ပါတယ်။ဘန်နာကိုကွက်မြက်မဲ့နှစ်ကိုရောက်လာတဲ့အခါမှာတော့မြို့သားကြီးစကော့ကဘန်နာကိုအရက်ဆက်ဆိုနီလမျိုးနဲ့ကွက်မြက်ဖို့ရန်ကိုတောင်းဝန်ပေးခဲ့ပါတယ်။ရန်ကတော့ဘန်နာရဲ့မျက်ဝန်းထဲမှာကြောက်လန့်မှုအရေးအယံတွေဖြစ်လာစီဖို့ သူရှာဖို့နေမာလီဆိုတဲ့သူတို့ရဲ့မျိုးနယ်စုကလေးမာလီရှိမှတပ်ပြရမယ်ဖြစ်ကြောင်းမျိုးသားကြီးစကော့ကိုအကြံပေးတဲ့အခါမှာတော့လက်ခံခဲ့ပါတယ်ဘန်နာကိုကွတ်မြတ်တဲ့အခါမှာတော့လူသူမင်းကြီးတဲ့နေရာကိုရွေးချယ်ဖို့နေမျိုးထဲမှာကွတ်မြတ်ခင်အိန္ဒိယနိုင်ငံသားတွေစူပူအောင်ကြွလန်တဲ့အကြောင်းကိုပြောပြတဲ့အခါမှာလေစကော့ကလက်ခံခဲ့ပြပါတယ်ဒီလိုနဲ့ပဲရာသူလိုချင်တဲ့အကွက်တွေကိုမျိုးသားကြီးစကော့ကရောက်ရှိလာခဲ့ပါတယ်ဒီလိုနဲ့ခီးစက်ခဲ့ကြပြီးတော့တင်းနေအရောက်မှာ သူတို့စင်ထားတဲ့ခလုတ်ကိုဖြုတ်ချလိုက်ပြီးတော့စကော့ရဲ့ကလေဘော်ကိုမြောက်တဲသွားခဲ့ပါတယ်။ဒါပေမဲ့လင်းမြန်ဖြတ်လိုက်ပြီးတော့တရီကောင်းတဲ့စကော့ဟာတနတ်ကိုဖမ်းယူလိုက်ပြီးတော့ရန်ရဲ့ကားကိုပြစ်ချလိုက်ပါတယ်။ရန်လည်းကားနဲ့တူလွင့်ဆင်သွားကတင်းကုန်းနဲ့တိုက်မိပြီးတော့တန်ရရရသွားခဲ့ပါတယ်။ရန်တန်ရရသွားနေချိန်မှာမာလီဆိုတဲ့ကလေးမလေးကတော်ရဲကိုဝင်ရောက်ထွက်ပြေးသွားခဲ့ပါတယ်။စကော့ရဲ့တပ်သားတွေကလည်းမာလီကိုလိုက်ဖမ်းနေကြပြီးတော့ရန်ကနောက်ကနေလိုက်ပြီးတော့တိုက်ခိုက်ပြီးခဲ့ပါတယ်။ တိတ်ချင်မှဘန်နန်ကလည်းကျိုးစင်ဘောကနေသူ့ကိုတွတ်ထားတဲ့ကျိုးကိုပလေးသားနဲ့လီးဖြက်က အဆောင်တက်သားတွေကိုတိုက်ခိုက်လိုက်ပါတယ်အဆောင်တက်သားတွေကဘန်နန်ကိုတနက်နဲ့ပြစ်ဖို့လုပ်နေကြပြီမဲပြစ်မရခဲ့ပါဘူးပေါ်ကြောင့်လဲဆိုတော့ရန်ကကျူပြီးတော့ဖြတ်ထားခဲ့လို့ပါမာလီကလည်းဘန်နန်ကိုတွေ့သွားခဲ့ပြီးတော့ကြီးလာနေတဲ့အချိန်မှာနေချစ်တက်သားတူဟာတနက်300တော့ကကြည်ထိုးပြီးတော့ပြေးဖို့လုပ်တဲ့အချိန်မှာရန်ကတွေ့သွားခဲ့တာကြောင့်နေချစ်ကိုလမ်းပြလိုက်တဲ့အချိန် ဗလန်ကသူ့ကိုပြစ်တယ်ထင်ပြီးတော့ရန်ကိုတစ်သားကြောင့်နဲ့ရိုက်ချလိုက်ပါတယ်။ရန်နဲ့မာလီလည်းထွက်ပြေးသွားခဲ့ပါတယ်။ကြံနေခဲ့တဲ့ရန်ကတော့နေချက်တွေကိုတိုက်ခိုက်ပြီးတော့ဗလန်နဲ့မာလီတွေအချင်းဆွဲပေးထားခဲ့ပါတယ်။အဲ့လိုနဲ့လရီကြလာခဲ့ပြီးတဲ့နောက်မှာမြို့သားကြီးစကောဟာသူ့ရဲ့တက်သားတွေကိုဗန်နာကိုမြေလံရှာခိုင်းနေခဲ့ပြီးတော့ရန်ကိုလည်းချုပ်ထားကနှိမ့်ဆက်နေခဲ့ပါတယ်။ရန်ကိုတပတ်ကိုတစ်ခါပဲအစာကျွေးခိုင်းထားခဲ့ပေမယ့်မြို့သားကြီးစကောလာကြည့်တဲ့အခါမှာတော့ပုံမှန်အနေထားနဲ့ တန်တန်မာမာဖြစ်နေတာကိုတွေ့လည်ရပါတယ်။ဘရန်ကလည်းသူ့ကိုချီနှောင်ထားတဲ့တန်ကျိုးကိုကင်ပြီးတော့လက်ကျင်ကန်တွေလှုပ်ပြနေခဲ့ပါတယ်။မြို့သားကြီးစကောကဒေါသချွတ်သွားခဲ့ပြီးတော့ဘရန်ကိုမြေအောင်အချုပ်ခန်းငယ်လေးတဲ့ကိုပြောင်းရွှေ့ချုပ်ထားစေခဲ့ပါတယ်။တစ်ဖက်မှာတော့မျိုးနယ်စုဘန်နာတို့အဖွဲ့အားသူတို့ကိုလိုက်ရှာနေတဲ့ပြတိရှတက်ကိုရှောင်းနေစားနေရိတ်ခါပြက်လည်ပြီးရေဘဲတောက်နေရတဲ့အခြေအနေကိုရောက်လာခဲ့ပါတယ်။အလုံးနဲ့ပြတိရှတက်တို့ရောသူတို့နေတဲ့နေရာအတွင်းကိုဝင်ရောက်စစ်ဆေးလာခဲ့ပါတယ်။ ဘာသာလဲထွက်ပေါက်မရှိတော့ကြောင်းနောက်ဆုံးရင်ဆိုင်ဖို့ဆုံးဖြတ်ချက်ချတဲ့ချိန်မှာမိန်းကလေးတစ်ယောက်ကဝင်လာပြီရောဆရာကျမတို့ကိုကူညီပေးပါဦးအထက်မှာရေကြောက်ယောဂဖြစ်နေတဲ့လူတယောက်ရှိနေပါတယ်ဆရာလို့ပြောလိုက်တဲ့အခါမှာတော့ဗြိတိရှားတက်တွေကရေကြောက်ယောဂကူးဆက်ခံမှာကိုကြောက်လန့်ပြီးတော့နောက်ပြန်ဆုတ်သွားခဲ့ပါတယ်ဘာနာကိုကဲခဲ့တဲ့သူကတော့ရွန်ရဲ့ချစ်သူစီတာဖြစ်နေခဲ့ပါတယ်ဘန်နာတို့အဖေဟာဗြိတိရှားတက်ကိုကြောက်တန့်နေရကြောင်းစီတာကအခုလိုဝင်ပြီးတော့ကူညီခဲ့တာဖြစ်ပါတယ် ပြီးရတဲ့မှာစီတကဘန်နာတို့အဖွဲ့ကို အစားအစာတွေကျွေးမွေးခဲ့ပါတယ်စီတကကိုကြည့်လိုက်တဲ့အခါမှာတော့သူမဆွဲထားတဲ့ဆွဲကြိုကရန်ရဲ့ဆွဲကြိုနဲ့ပုံသဏ္ဍာန်တူနေတာကိုသတိထားခဲ့မိပြီးတော့စီတာရန်ရဲ့ချစ်သူကောင်းမလေးဆိုတာကို သိလိုက်ရပါတယ်ရေးရရှိတယောက်ရဲ့ချစ်သူဖြစ်နေမှသိလိုက်တဲ့အခါမှာတော့ရန်ကတော်လိုင်းတက်တွေကိုလက်နဲ့တက်ဆင်ပေးဖို့ဒိဋ္ဌိချတက်တဲ့ကိုဝင်ခဲ့တဲ့အကြောင်းစီတာကပြောပြခဲ့ပါတယ်ဒေလီမြို့ကိုစီတာရောက်လာတဲ့အကြောင်းရင်းက ။မကြောင်မီမှာကွက်မျက်ခံရမဲ့ရန်အလောင်းကိုလက်ခံတယူသွားဖို့ဖြစ်ပြီးတော့အခုလို ပြည်တံကြခံခဲ့ရတာဟာလေသူ့ရဲ့အခြေဆုံးတငယ်ချင်းဖြစ်သူကိုကယ်ခဲ့တာကြောင့်လို့ဖြစ်တယ်လို့စီတာကဝမ်းနည်းစွာနဲ့ပြောပြလိုက်ပါတယ်။အဲ့လိုနဲ့ဗန်နာကသူကရန်ရဲ့အခြေဆုံးတငယ်ချင်းဆိုတာကိုပြောပြလိုက်ပြီးတော့သူ့ကိုသူခွင့်မလွတ်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။ရန်ကယ်ခဲ့တဲ့နေ့ကသူအထင်မှားခဲ့ပြီးတော့တစ်သားကြောင့်နဲ့မရိုက်မိခဲ့ရင်တောင်အောင်လုံးလွတ်မြောက်နိုင်တာဖြစ်ပြီးတော့အခု ပြည်တံကြခံရတဲ့ရန်တွေ ရင်နာမဆုံးဖြစ်နေကြရပါတယ်။ပြီးရင်တော့ဘန်နာကရန်ကိုရအောင်ကဲထုတ်ပြီးမဲ့အကြောင်းကို စီတာကိုဂတိပေးခဲ့ပြီးတော့အဲ့ဒီညမှာပဲအချုပ်ခန်းထဲကိုခိုးဝင်လာခဲ့ပါတယ်။ဘန်နာလည်းရန်ကိုချုပ်ထားတဲ့မြေတန့်ငယ်ကိုလိုက်လံရှာဝေခဲ့ပါတယ်။ဘန်နာကသူတို့နှစ်ဦးပါတီမှာတုန်းကကတ်ခုံခဲ့တဲ့တီးလို့သမျိုးကိုတီးခတ်ကရှာဖွေခဲ့ပါတယ်။တစ်ဖက်ကရန်ကလည်းဘန်နာလိုက်လာပြီးဆိုတာကိုသိလိုက်တဲ့တွင်အတွင်းပိုင်းကနေ အချက်ပြန်ပေးခဲ့ပါတယ်။ပြီးရင်တော့ဘန်နာ တမားတဲ့သူ့ရဲ့ခွန်အားနဲ့မြေရောက်အခန်းတကားကိုဖွင့်ကရန်ကိုကယ်ထုတ်ခဲ့ပါတယ်။ခြေထောက်မှာဒဏ်ရာရထားတဲ့ရန်ကိုသူ့ရဲ့ကုတ်ဘော်ကိုတင်ခေါ်ခဲ့ပြီးတော့ရန်ရဲ့လက်မှာတနနလက်ကိုကင်ဆောင်ကဗြိတိရတ်အဆောင်ဆက်သားတွေကိုအဆက်မပြတ်ပြစ်ခတ်နေခဲ့ပါတယ်။ဟန်ချန်ကြီးနဲ့သူတို့နှစ်ယောက်ရဲ့တိုက်ခိုက်မှုတွေကြောင့်ဗြိတိရတ်တပ်တွေလည်းအရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အိမ်နာမှာတော့အတက်မင်ခင်ကမျိုးသားကြီးစကော့ကိုရန်ကထွက်ပြေးသွားတဲ့အကြောင်းကိုလမ်းပြောလိုက်တဲ့အခါမှာတော့ အထူးတပ်သားတွေကိုတုံးပြီးတော့လိုက်လံရှာဖွေခိုင်းခဲ့ပါတယ်။ဗရကသူတို့မျိုးနွယ်စုကုထုံတိုင်းစစ်မြစ်တွေကိုတုံးပြီးတော့ခြေတော့ကဂျန်ယာကိုကုတ်တာပေးခဲ့ပါတယ်။ပြီးရနမှာတော့သူရည်သွားမခတ်ခင်ရန်ကိုလေးနဲ့မြတ်တစုံကိုလည်းပေးခဲ့ပါတယ်။ဗရကအနိနာကတနေရာမှာရည်သွားခါနေစဉ်ဖြစ်တဲ့ချအထူးတပ်ဖွဲ့တွေကသူတို့ကိုဝိုင်းထားခဲ့ပါပြီ။အဲဒါကိုရန်ကသိလိုက်ရပြီးတော့သူ့ရဲ့များပြည့်ချက်တွေကြောင့်ပြည်ထောင်စုအထူးတပ်ဖွဲ့ဝင်တွေကအရေးနှိမ့်ခဲ့ပါတယ်။အိနာမှာ မြို့သားဂျေစကိုဟာသူ့ရဲ့တပ်ဖွဲ့တွေကိုထပ်ပြီးတော့ဆေးလို့ခဲ့ပေမယ့်တိုက်ခွက်ညီတဲ့ drone နဲ့ဘန်နာတို့ရဲ့လက်ချက်ကြောင့်ပဲအားလုံးဟာစက်သိမ်းမလဖြစ်ခဲ့ရပါတယ်။ပြီးရက်နောက်မှာတော့ပြည်တိချတက်ကိုချေမုတ်ဖို့ဆုံးပြထားတဲ့သူတို့နေရာမြို့သားဂျေစကိုရဲ့စံအိမ်တော်တစ်ဖက်ကို ခြေဦးပြန်လည်လာခဲ့ပါတယ်။ပြည်တိချတက်ကလည်းလက်နေကြီးနဲ့ပြစ်ခတ်ခဲ့ပေမယ့်ရှောင်းရှက်ကဘန်နာကသူမောင်းလာတဲ့စက်ကိုလက်နေတဲ့ရှိရကိုအချိန်နဲ့မောင်းတင်လာပြီးတော့ရရင်မိများပြစ်ချက်နဲ့တူ လက်နက်တခုလိုပေါက်ခွဲသွားခဲ့ပါတယ်။ပေါက်ခွဲမှုနဲ့တူမြို့သားချစ်စကော့ရဲ့စံအိမ်တော်ကြီးနဲ့ပြိုကျပြက်စီးကတပ်သားတွေအများပြားလက်ကျဆုံးခဲ့ပါတယ်။အိမ်နာမှာတော့ကျန်ရှိနေသေးတဲ့ဗြိတိရှစစ်သားတချို့ကိုရန်ကဆက်လက်တိုက်ခိုက်ခဲ့ပြီးတော့ဗန်နန်ကလည်းကျန်နေသေးတယ်။လက်နက်တစ်တာတချို့ကိုအသက်ဆုံးကသွားယူလာခဲ့ပါတယ်။အဲလိုနဲ့စကော့ကတနတ်တလဲကောက်ကကြည်ထိုးဖို့လုပ်နေခြင်းမှာငငယ်လေးတွေကလှက်ဖြောက်တဲ့ဒရန်ကညာဘက်ကပခုံးတက်တယ်ကိုများနဲ့ပြစ်သွင်းလိုက်ပါတယ်။ ရန်ရဲ့ပြည်သူနဲ့လည်းများကြီးကြောင်းစကော့ရဲ့လက်ထက်ကလွင့်ထွက်လာတဲ့ကြည်စံကိုရန်ကဖမ်းလိုက်ပါတယ်။ပြီးရနောက်မှာတော့ရန်ကဆက်ပြောပါတယ်။တချိန်ကစကော့ပြောသလိုမျိုးဒီကြည်စံကဒိဋ္ဌိသင်းမော်နဲ့ပင်လယ်ခုနှစ်ဆင်းကိုဖြတ်ပြီးတော့တဲလာခဲ့ရတာ။အိန္ဒိယလူမျိုးတွေပို့ပြီးတော့တန်မိုးကြီးရဲ့ဒီကြည်စံကိုဘာကြောင့်လွတ်ပြစ်ခဲ့တာလဲလို့ပြောကရန်ကအဲ့ဒီကြည်ကိုစကော့ရဲ့နှလုံးသားထဲမှာတင်ထားဖို့ဘန်နာကိုပြောလိုက်တဲ့အချိန်မှာတော့ဘန်နာကလည်းစကော့ရဲ့နှလုံးသားတက်တက်ကိုပြစ်သွင်းလိုက်ပါတယ်။လုံးနဲ့စကော့လည်းသေဆုံးသွားခဲ့ပြီးတော့ ဘန်နာကတော့မာလီကိုသူ့မျိုးရည်ရင်ဝင်တဲ့ကိုထက်ပေးကရန်ကတော့သူ့ရဲ့ဖခင် တော်လိုင်းရဲ့သူရဲ့ကောင်းကြီးကိုဂတိပေးခဲ့တဲ့အတိုင်းတော်လိုင်းရဲ့တပ်သားတွေကိုလက်နဲ့တတ်ဆင်ပေးခဲ့နေဆလန်လေးကလည်းဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါ ರಿ ဒီဇက်ကလေးမှာတော့စိတ်ကြက်ခိုင်ဘာမဆိုဖြစ်နေလဲဆိုတာကိုပြတ်သားသွားခဲ့ပါ ರಿ ဆလန်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်ဗျာနောက်တာရုပ်ချင်စကားကောင်းလေးတွေမှာ 变送家吧，怎么样？